ကိုကမွေတွေကိုခဏခဏအိမ်မဲမဲတက်တက်ဒူဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်သွားပေးပါနော်အားလုံးပဲမင်္ဂလာပါဆရာမကတော့ခုနှစ်သတ္တမိမြိုင်မွေကံကိုအဓိကဖော်ပြပေးလေးရှိတယ်ဆရာမဒေါ်ရေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့မွေတွေကိုအိမ်မဲမဲလို့ရှိရင်ဘာတွေဖြစ်တတ်လဲဆိုတာလေးကိုအနေချင်းပြောပြပေးမှာပဲဖြစ်ပါတယ်တချို့တွေကမွေကိုအိမ်မဲမဲလို့ရှိရင်လက်ကောင်းတယ်လက်ရှင်တယ်စီးပွားတွေဖြစ်တော့မယ်မွေတွေအလုံးလိုက်အထည်လိုက်ဝင်တော့မယ်လို့ တွေးသက်ကြပါလေတကယ်တမ်းကျတော့မဟုတ်ပါဘူးเนาะမွေးဟာကိုရက်နေတဲ့နေရာမှာပတ်ပတ်လေမှာမွေးတွေရှိနေတယ်လို့အိမ်မက်မဲ့လို့ရှိနေเนาะကိုကဒုက္ခပိမဲ့လူတွေကိုကမနာလို့ရန်လုံးမဲ့လူတွေကိုနားမှာရှိနေတတ်ပါတယ်မွေးပေါက်တာလို့အိမ်မက်မဲ့တာဆိုလို့ရှိရင်เนาะမွေးပေါက်တာအိမ်မက်မဲ့တဲ့လူကနားမချမ်းဖြစ်မယ်နောက်တစ်ခုကကိုကိုမနာလို့တဲ့လူတရားရောက်ရဲ့အောက်လိုင်းနဲ့တတ်ခန့်ခံရခြင်းတွေကြုံမယ်ဖြားမယ်နားမယ်စီးပွားတွေကြလာမယ်เนาะမမြင်ရတဲ့ ပရလောကသားတွေရဲ့တိုက်ခိုက်ခြင်းနောက်ရှက်ခြင်းတွေကိုကြုံပါတယ်ဖြစ်ပါတယ်ဒါကြောင့်မို့ဒီလိုမျိုးငွေကတ်ခံရတာတို့ငွေရှိတဲ့နေရာဒီမှာကိုကရောက်နေတာတို့အိမ်မမက်တဲ့ဆိုလို့ရှိရင်တော့ဘုရားတရားမြင်မြတ်လုပ်မယ်ဘုန်းကြီးចောင်းသွားမယ်เนาะဆရာတော်တပါးပါးကိုသွားပြီးတော့လူဆရာရှိရလူမယ်ပြီးတော့ကိုယ့်ရဲ့ကံညက်တွေပြပြဖို့ကိုဆုတောင်းရမှာပဲဖြစ်ပါတယ် အားလုံးပဲအဆင်ပြေကြပါစေပါပါရှင်ကျမရဲ့မိတ်ဆွေတွေထဲမှာအိမ်မက်နဲ့ပတ်သက်ပြီးတော့အိမ်မက်ယုံကြည်တဲ့သူတွေရှိလားဆိုတော့ကျမကအိမ်မက်ဆိုလို့ရှိရင်အိမ်နေတဲ့အချိန်မှာမက်တဲ့အိမ်မက်ရောနိုးနေတဲ့အချိန်မှာမက်တဲ့အိမ်မက်ကိုရောယုံကြည်ရယ်ဆိုတော့ဘာလို့လဲဆိုတော့ကျမအတွက်ဘဝအိမ်မက်ပေါ့နော်နိုးနေတဲ့အချိန်မှာကျမထားခဲ့ထားတဲ့ရည်ရထားတဲ့ဘဝအိမ်မက်ကလည်းကျမအတွက်ယုံကြည်ပြီးတော့ လုံဆောင်ရတာဖြစ်တယ်လို့မျိုးအခါတလေမှာကျွန်မအိတ်နေတဲ့အချိန်မှာမတ်တဲ့အချို့အိမ်မက်တွေကမိမိပျောက်ပျောက်နဲ့မတ်ပြီးွားပြီးတော့အာတတိမရတော့တဲ့အိမ်မက်တွေရှိပြန်မယ်တချို့သောအိမ်မက်တွေကလေရုပ်ရှင်စကားတကားကိုကြည့်ရတာထက်တောင်ပို့ပြီးတော့တိကျပြီးတော့ပို့ပြီးမှတ်မိတယ်ကိုတကယ်ဖြစ်တယ်လို့ခံစားရတယ်လို့တကယ်ပေါ့နော်အဲ့လိုမျိုးကြီးအသေးစိတ်အသေးစိတ်မှတ်မိနေတဲ့အိမ်မက်မျိုးတွေရှိတယ်အဲ့လိုအိမ်မက်မျိုးတွေကိုကျွန်တော်ကကျွန်မက အဲယုံကြည်တယ်ပေါ့နော်ဆိုတော့ကျမအခုလည်းအိမ်မက်တစ်ခုမှတ်တဲ့အခါမှာအဲ့ဒီအိမ်မက်နဲ့ပတ်သက်ပြီးတော့ကျမဟိုနမိတ်ရှာကြည့်တာပေါ့နော်ရှာကြည့်တဲ့အခါကျတော့ကျမအာဒီနီယာမှာထပ်ပြီးပြောချင်တာကကျမဆရာတယောက်မဟုတ်တဲ့အခါကျတော့ကျမပြောရတဲ့မှာမှားတာမှန်တာတွေရှိခဲ့လို့ရှင်ရင်နားလည်ပြီးခွန့်လွတ်ပေးပါအငင်းမပွားစေချင်ပါဘူးကျမလည်းကိုမက်တဲ့အိမ်မက်ပဲအနမိတ်ကိုသိချင်လို့ရှာတယ်ရှာရင်းနဲ့သိလာတဲ့ဟာကိုပြန်ပြီးပြောပြတာပေါ့နော်ဆိုတော့ကျမအမွေကြီးကိုအိမ်မက်မက်တယ်ဆိုတော့အမွေကိုအိမ်မက်မက်တဲ့အခါမှာ အာပေါ့နော်ဟိုများသောအားဖြင့်မြန်မာဒလိအယူမှာဆိုရင်မွေမွေမြင်ရင်ငွေဝင်နေပေါ့နော်ငွေတွေမက်လို့ရှိရင်ဒါငွေဂျေအရာလက်လာပါကောင်းတယ်ပေါ့ဆိုတာဒီဟာကလည်းမှန်တယ်ဒါပေမဲ့သူကကိုမတ်တဲ့အိမ်မက်ထဲမှာအဲ့ဒီငွေကကိုကိုအနေနဲ့မဖြစ်ဘူးကိုကလည်းအရင်ကြီးထိတ်လန့်ကြောက်လန့်ပြီးလိုထလာတာမျိုးမဖြစ်ဘူးဆိုတဲ့အခါကြောက်လို့ရှိရင်နော်ဒီငွေရဲ့နမိတ်ကကောင်းတဲ့နမိတ်လက်လာပါနမိတ်ပေါ့နော်ဒါပေမဲ့သူကကိုကိုအနေနဲ့ပြုတ်တယ်လို့မက်တယ်ကိုရဲ့ခန္ဓာကိုယ်နာကျင် ောင်ထိတိုက်ခိုက်တယ်လို့မှတ်တယ်ဆိုလို့ရှိရင်တော့ဒါအန္တရာယ်တစ်ခုခုကိုကြိုတင်သတိပေးတာမျိုးလည်းဖြစ်နိုင်တယ်တဲ့ဆိုခန္ဓာကိုယ်ရဲ့အပေါ်ပိုင်းကိုထိခိုက်အောင်နာကျင်အောင်ပေါ့နော်အမွေကအန္တရာယ်ပြုတယ်လို့မှတ်လို့ရှိရင်ပို့ပြီးတော့မှသတိထားရမယ်လို့လည်းရေးထားတယ်နောက်တစ်ခုကကြတော့ဒီလိုမျိုးမွေဆိုတာကကိုယ့်ရဲ့အဆောက်ရှောက်ကိုပေါ့နော်အဆောက်ရှောက်ရဲ့ဟိုဆောက်ရှောက်နေရဲဆိုတဲ့တဘောကိုပြတာမျိုးလည်းဖြစ်နိုင်တယ်နောက်တစ်ခုကကိုယ်ကိုနိုးနေတဲ့အချိန်မှာလုံနေတဲ့အလုပ်တွေနဲ့ပတ်သက်ပြီးတော့ကိုကစိတ်ဖိစီးနေတယ်စိတ်ချောက်ပေါ့ ောနော်ဆိုတော့ခါကြလို့ရှင်ကွာဒီလို့အောင်မြင်မအောင်မြင်ပါမလားအဒီလူလူကြီးအရာထက်ရာရှိနေစကားပြောဆိုဆက်ဆံရတဲ့ခါမှာအဆင်ပြေပါမလားကိုယ်စိတ်ထဲမှာသူ့ကိုပြောဆိုလာတာထိတ်လန့်နေယုံကြည်မှုရှိဘူးပေါ့အဲအလုပ်လုပ်မှလည်းကွာအောင်မြင်ပါမလားလို့ယုံကြည်မှုရှိဘူးပေါ့အဲလိုစိတ်ပူနေရယ် stress တွေရှိရယ် anxiety တွေရှိရယ်ဆိုလို့ရှင်နော်အဲ့ဒီအရာတွေရဲ့ရောင်ရယ်အနေနဲ့မသိစိတ်ထဲမှာလေဆွ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 ထားအဲ့ဒီဖြစ်ခြင်းမှုတွေကအိမ်မက်အနေနဲ့လာတာလည်းဖြစ်နိုင်တယ်တဲ့ဒါကြောင့်မို့လို့မွေအိမ်မက်မက်တဲ့အခါမှာကိုကကိုရဲ့စိတ်ခံစားချက်လက်ရှိအ တဲ့ဘာလို့ရှင်နေရဲ့အဲလို့ရှင်နိုးနေတဲ့အချိန်မှာရှင်နေတဲ့စိတ်ခံစားချက်ကိုသုံးသက်ပြီးတဲ့အခါမှာအိမ်မက်ထဲမှာမိုးရကိုအနေပြုမပြုစားကိုကြည့်ပြီးတဲ့အခါမှာနမိတ်နေနေယူလို့ရတယ်တဲ့